ပါလုံးမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုဆီယာမင်းပိုင်ဆိုးဖြစ်ပါတယ်အဲကျွန်တော်ခုကမှတော့ကျွန်တော်မိတ်ဆွေစနေသားသမီးအားလုံးအတွက်16ရက်17လ2025ကနေ22ရက်17လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကိန်းကိုကနတခုချင်းစီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲကျွန်တော်မိတ်ဆွေစနေသားသမီးတွေဒီတပတ်ကာလကဘလိုကံရရလေးတွေကြုံတွေ့ရတယ်လဲပေါ့နော်အဲ့တော့ရှေ့ပေါ်ရှေ့ကကြီးမားတဲ့သူတွေဆိုရင်တော့ထီစုကြီးပေါ်တဲ့ကိန်းရှိတယ်ဗျာဝါသနာပါလို့ထီကံစမ်းချင်တယ်ပါဆိုရင်တော့6အဆ3ဆုံး သို့မဟုတ်လေးစားတစ်စုံထိုးပြောင်းထိုးပြပေါင်လဲတယောက်တော့ပေါ့နော်ထားပါတော့လေအဲ့တော့အလုတ်ကလည်းပတ်သက်ပြီးစပြောကြပါစို့စရိတ်သားသမီးကျွန်တော်မိတ်ဆွေတွေဒီကနေ့မှအလုတ်ဖြစ်ရင်ဖြစ်မဖြစ်ရင်နေရာထိုင်ခင်းပြောင်းနိုင်မယ်ပြောင်းတဲ့အပြောင်းကတည်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 မဟုတ်ဘဲနဲ့ပေါ့နော်အပြောင်းလေးကြီးကြီးမားမားကြီးတစ်ခုပြောင်းရတဲ့ gain ရှိတာပေါ့ရှိတော့လက်ရှိအလုတ်တစ်ခုဆိုကြပါစို့လက်ရှိနှစ်အမြအကြာကြီးလုံးရတဲ့အလုတ်တစ်ခုကနေထွက်လာရတဲ့အနေထားပေါ့နော်နောက်အလုတ်တစ်ခုကိုပြောင်းတာတချို့ကတော့လက်ရှိနေတဲ့အိမ်ပေါ့နော်နေတဲ့နေရာကနေမှနောက်အိမ်အစ်တစ်ခုပြောင်းတာ ဒါမှမဟုတ်တခြားမြို့တခုကိုပြောင်းလိုက်တာပေါ့တချို့ကတော့ရှင်းပါတယ်အဲကို မြန်မာပြည်ကနေထွက်ပြီးတော့တခြားနိုင်ငံတခုကိုကူးပြောင်းလာတာအဲ့လိုမျိုးကြီးကြီးမားမားအပြောင်းအလဲတခုသွားကြဝင်တဲ့ game တွေမှာပါပါတယ်ဗျာနော်တူတူတယောက်ချင်းပေါ်မူတည်ပြီးတော့ကောင်းချင်းဆိုးချင်းနေရာတော့ကြွားချားမှုတွေရှိမှာပေါ့လေအဲ့တော့ဝင်နှန်းနေတာဖြစ်ခဲ့မယ်ဆိုရင်ဒီကလာဒီအလုပ်လုပ်တဲ့ခါမှာအလုပ်ထဲမှာဖိအားလေးတွေကြဝင်တဲ့ game တွေမှာသွားပါတယ်တော်တော်လေးတော့ဂယူဆိုင်ကမယ်အထူးသဖြင့်အထက်လူကြီးကိုကောင်းကောင်းကြီးတမလိုက်မယ်ဗျလုပ်ဖို့ကင်မတ်တွေကလည်းကိုယ်ကိုမကြည့်ဘူးဗျ ကိုကချစ်လို့ပြောမရရင်တော့အမုန်းခံရတဲ့ကာလတည်းမှာသွားပါတော့အထက်အောက်ကြားလဲသွားညက်လိမ့်မယ်။အများနဲ့တယောက်ဖြစ်နေတဲ့ဂိမ်းတွေမှာသွားပါမယ်။အဲ့ဒါကိုအကြောင်းပြုပြီးတော့အဆုံးသတ်မှာလူများထုံထုံမထုံကိုကကိုထွက်ရတဲ့ဂိမ်းဖြစ်တော့အများနဲ့တယောက်ဖြစ်တဲ့ဂိမ်းရှိတော့ဂယုစိုက်ပေးစေချင်တယ်နော်။အဲ့တော့ကိုပိုင်စီဝိုင်းတစ်ခုစတဲ့အကောင့်ထည့်ပြီးလုပ်မယ်ဆိုတော့ဒီကာလဒီအကောင့်ဆုံးသောကာလတည်းမှာပါပါတယ်။လုတ်ပြအောင်လုပ်ပါ။အဲ့မှာလဲဆက်သက်ပြီးပြောအောင်မယ်ကိုပိုင်စီဝိုင်းတစ်ခုလုတ်ခိုင်းရင်လဲစနေသားသမီးတွေ မိမိတို့တဦးတယောက်ချင်းပဲရှင်သန်ရည်ပါစုပေါင်းစပေါင်းလုပ်တဲ့ကိစ္စတွေကခဏပဲအဆင်ပြေပြီးအရှိမသွေးကွဲဝါတတ်တဲ့ကိစ္စမှာပါနေလို့ဂယုဆိုင်ပေးပါဗျာနော်သူကအတွင်းရအောင်ခေါ်တဲ့အခါမှာအလုဆမားဆိုလဲကျွန်တော်ခုနပြောတဲ့အထက်လူကြီးအောက်လငယ်သားလှုပ်ဖို့ကင်ပါပေါ့ဗျာအဲမိသားစုတခုလို့ခေါင်းစဉ်တက်ပြီးဆိုရင်လဲမိဘကြောင့်ဆက်တော်ကရောက်တာတို့ညီကောင်မောင်ကြောင့်ဆက်တော်ကရောက်တာတို့အဲ့ဒီမိဘညီကောင်မောင်ကကိုယ့်တက်ကြီးခဲ့တဲ့သူတွေကကိုယ်အထင်လွှဲပြီးမုန်းတယ်ရှင်းပြရင်လည်းဘယ်သူမှလက်မခံတဲ့ကာလတွေမှာသွားပါမှာဆိုတော့ဂယုလေးတော့တခြားစိုက်ပြအောင်စိုက်ပြရမယ်နော်မပေါ်ဆက်ပါနဲ့ ဒါပြင်ရှင်းမုံရှင်းကကြီးမားတဲ့သူတွေဆိုရင်ဒီကားမှာရွှေတယ်ပစ္စည်းဝင်နေတဲ့ gain ရှိတယ်နော်အဲ့တော့ပတ်စံနေပါရရင်ရွှေတာပြည့်လို့ဗျာရွှေဝင်အဝင်တော်တယ်ဆိုတော့ gain ရွှေတို့လဲတို့ဘာလို့ဝင်တတ်တယ်ဒီချက်ကတော့ရွှေတွေလဲတွေမုံဝင်မဲ့နဲ့ဘာဝင်လဲဆိုရင်လူဝင်တယ်လို့ခေါ်တာပေါ့လေနော်အဲ့တော့ဘာဝင်တယ်ကျင်လဲစဉ်းစားပေါ့အဲတစ်ခါမှာတော့လူဝင်တာဖြစ်တဲ့အတွက်အဲချစ်သူမရှိတဲ့သူတွေဆိုရင်ချစ်သူရမယ်ဆိုတော့ gain ထဲမှာသွားပါတယ်ချစ်သူရတဲ့သူတွေလည်းရုတ်တရက်အိမ်တော်တွေပါထားကြတယ်ဆိုတော့အနေထားတွေပေါ့နော်အဲတချို့တွေဆိုရင်ကိုယ်တော့မဝင်ဘူးနဲ့ကိုသားသမီးကနေအမေအသားမိန်းမခိုးလာပြီဆိုရင်မိန်းမခိုးလာတဲ့အနေထားပေါ့ အဲအားမျိုးတွေအစားဖြစ်ရတဲ့တချို့ငယ်ရွယ်အိမ်တော်ရှင်အမျိုးသားအမျိုးသမီးတွေဆိုရင်တော့တာသမီးယရနာလေးတွေမွေးဖွားတတ်တဲ့နဲ့တာသမီးယရနာရရှိပိုင်ဆိုင်မယ်ဆိုတဲ့ကိန်းတွေမှာသွားပါတယ်နော်ကောင်းသောဝင်ခြင်းနဲ့ဝင်တတ်တဲ့ကိန်းတွေရှိပါတယ်စိတ်ပူတရားမလိုပါဘူးနော်အကြမ်းဝိုင်းနဲ့ပတ်သက်လို့ရှိရင်တော့ခေါင်းမူခေါင်းကိုက်ခေါင်းလေးအောင်နောက်ကြော်တွေတန်ညပဲအိမ်မပြောပဲအာဟုံကြောင့်နဲ့ပတ်သက်တဲ့ယောဂပြင်းပြင်းထန်ထန်ဖြစ်တဲ့ကိန်းပါတော့မဒီငါများလူများတွေမှာဆုံးပြောကနေလှူထားသလားဆိုတော့တွေးတဲ့အတွေ့တွေဝင်နေသေးတယ်ဒီနေ့မှာသွားလာလှူချရတဲ့သူတွေစိုင်းတဲ့တစ်ချက်တွေသတိထားပြီနော်မဘောဆက်နေပါ ဘယ်မှာဆက်သပြီးမှကျွန်တော်ပါလဲဆိုတော့စနေတန်းသမီးတွေအမှုဖြစ်တဲ့ဂိမ်းရှိပါတယ်အထူးသတိထားပေးပါကိုယ့်ရဲ့အိုးအင်းနေရာထိုင်ခင်းမြေနေရာထိုင်ခင်းတွေကိုအဲကျူးကျော်ဆိုပြီးတော့အသိန်းခံရတဲ့ထဲမှာသွားပါတဲ့မင်းဆိုရတဲ့ပတ်သက်တဲ့ကိစ္စညှိဆုံရတာဖြစ်စေအိမ်ကိစ္စမြေကိစ္စတွေကိုအကြောင်းပြုပြီးတရားမှုပုံစံမျိုးတွေထားဖြစ်တာမျိုးတွေကြုံရတဲ့ဂိမ်းရှိတယ်အမှုဖြစ်ရင်ပတ်စံနဲ့မလိုက်ပါနဲ့ပတ်စံနဲ့အဲစုံနဲ့အမှုလည်းရှုံးတာမျိုးတွေဖြစ်တဲ့ဂိမ်းရှိတယ်ဂယူဆိုင်ပါမဖြစ်အောင်နေပါဖြစ်ခဲ့သည်ရှိတော့အရန်ကြာချီဝါတာမျိုးဖြစ်တဲ့လို့ပါ ိုဝိုင်စီဝိုင်လုတဲ့လုတဲ့သူတွေဆိုရင်ဒီကနေ့မှာရွှေလုပ်ငန်းလုတဲ့သူတွေဆိုရင်အမရန်အကျိုးမြတ်များစွာရရှိတတ်တဲ့ကိန်းမှာပါတယ်ရွှေဝယ်မယ်ဆိုရင်အဝယ်လို့အကောင့်နံပါတ်ကလာတယ်မှာပါတယ်ရွှေတွေပါတူတာတို့ရန်တန်တွေနဲ့ပါတယ်တူတာဆိုရင်ဒီကနေ့မှာရန်တန်တွင်းနဲ့ရွှေတွင်းနဲ့အောင်နေဆိုတဲ့အနေအထားလေးကျုံသွားတော့တော်တော်လေးအားကောင်းတယ်အဲ့ဒီလုပ်ငန်းတွေကိုရင်းနှီးမြှုပ်နှံပြီးလုပ်ပါလို့အဲတိုက်တွန်းအကြံပေးလို့တယ်ဗျနော်အိမ်ကိုရုတ်တရက်ရန်တော်တွေဖုန်းတော်ကြီးတွေရုတ်တရက်ကြွလာတာမျိုးတွေတိုးတိမဟုတ်အဲမြတ်စွာဘုရားပုံတော်တို့ရဟန်းပုံတော်တို့ဒါမျိုးတွေကစတောင်ရက်ကနေကြွလာတာမျိုးတွေဖြစ်တယ် အဲ့လိုကြွားလာပြီးတဲ့နောက်ပိုင်းအရင်ငွေကြေးစီးပွားလက်တပါးတွေအမတန်လက်လာပါအပွင့်ပြီးတက်မဲ့အနေအထားကြီးရှိတယ်။ဖျာဘူးခီထွက်တဲ့ကိန်းရှိတယ်ထွက်ပြောင်းလဲထွက်ပါဖျာဘူးခီရပြောင်းလာပြီးနောက်ပိုင်းစီးပွားလက်လာပါပို့တက်လာမှတွေ့ရတယ်ဗျာနော်။ကျမညာလို့စီအောင်စီကံပြမယ်ဆိုလဲဘောတခုတာသမီးဆရာဝန်နဲ့ပြပါ အစားစားတွေပါစရင်ဥလေးတွေမစားပါနဲ့နော်မတည့်ပါဘူးနော်။ပညာရေးနဲ့ပတ်သက်လို့ရှင်တော့စနေသားသမီးတွေဒီကလာမှာပညာရေးကံညံ့နဲ့စာရင်စာမွေးအောင်ရကြားထက်တဲ့ကိစ္စမှာပါတော့အထူးသတိထားပါ င်တာဗျူတွေပါတယ်ဖြစ်ရင်အကြတဲ့ကိန်းတော့မှာပါတယ်ဂယုဆက်ပြီးရင်မယ်ဝရီယာနှစ်ဆလောက်တင်ပြီးစ조사ပေးမယ်နော်ပတ်စပို့တွေပါလေလောက်တာတွေအဆင်မပြေတာတွေဗီဇာလျှောက်တဲ့သူတွေပယ်ချခြင်းခံရတာမျိုးလေးဒီကလာမှာကြုံရတဲ့ကိန်းလေးတစ်ချက်ရှိပါတယ်အခြေအိမ်တော်နဲ့ပတ်သက်ရင်တော့ကျွန်တော်ခုနပြောတဲ့ထက်မှာပါတယ်ချစ်သူမရှိရင်ချစ်သူရလာလိုက်မယ်ဝိုင်းဝိုင်းလေတဲ့အဲ့မှာတစ်ခုပြောမယ်နော်အခြေအိမ်မှာသုံးဝန်းဆိုင်ပြဿနာမျိုးကြုံရတဲ့ကိန်းရှိတဲ့အတွက်သတိထားပေးစေချင်တယ်နော်နော်မလား19ရက်19ရက်20 21ရက်မှာတော့အမရန်ကန်ကောင်းတယ် ။ဥယျာဉ်နေရာထိုင်ခင်းတဲ့ပတ်သက်တဲ့ကိစ္စအဝဝပြောဆိုလို့အောင်မြင်တဲ့အဆင်ပြေတယ်။အပြိုင်ဆိုင်အတိုက်ခိုက်တွေကိုကြုံလာပြီးတော့အဆင်မြင်တဲ့တက်လာနေပေါ်ထုံးမယ်ဆိုတဲ့ကာလတွေမှာပါတယ်။အဲ့ကာလမှာအလုံးမရှိတဲ့သူတွေအလုံးရတာတွေအလုံးရှိတဲ့သူတွေကရာထူးတိုးတာတွေအဲတခြားနေရာတွေကိုရာထူးတိုးအပြောင်းရှိတဲ့ပြောင်းအောင်တို့တွေအစားကြောင်းရတဲ့ရက်ဝေရက်နေပြင်းပြပါခေးတွေတွားတဲ့အနေထားလေးရှိမယ်။အချိန်ဩဇာအာဝနာကြီးမားတယ်ဆိုတဲ့အနေထားလေးကြုံရတော့ကောင်းတာပေါ့။တမိုးကြီးတဲ့ဒေဂျရနာပစ္စည်းတွေပါဝင်ထတဲ့ကိန်းလေးရှိတော့ဝမ်းသာဖို့ကောင်းတယ်။ဘောဓခုနာနေကိုအချောင်းပြုတ်ပြီးကောင်းကျိုးချမ်းသာတွေရရှိပိုင်ဆိုင်လိမ့်မယ်။ နိုဝင်ဘာလ16ရက်17ရက်22ရက်မှာတော့မိတ်ပြတ်ဆွေပြတ်ဖြစ်တဲ့တည်းယင်းနေ့တဲ့သူတွေနဲ့သဘောထားမတိုက်စင်တာတွေဟိုနေ့အကြာကြီးခင်မင်ခဲ့တဲ့ဟာတွေကဒီကာလမှာအကြောင်းကြောင့်ကြောင့်မခွန်နိုင်မပြောနိုင်အထိဖြစ်သွားတာတေကန်းပြတ်တာဒါမျိုးတွေအားစားကြောင်းတတ်တဲ့ game တွေမှာသွားပါတော့ဂေယူဆိုင်ရမယ်တနင်္ဂနွေသားသမီးအင်္ဂါအသားသမီးတွေကိုစေတခါကောင်းကောင်းကြီးပြတတ်တဲ့အနေအထားရှိတယ်မိဘရှိရင်မိဘတွေရဲ့ချမ်းမာရေးစိတ်ပူစရာအနေအထားဖြစ်ပြီးစိတ်အောင်စိတ်ငြိမ်ရုပ်တွေထားပို့ရတာလေးတွေဖြစ်တတ်တဲ့ game ရှိတယ်မိမခေတ်စားကြောင့် အမှုကနေပါလေဖြစ်ပြီးအချုံအောင်ထောက်တန်းကြရတော့အတွက်အထူးသတိထားရှောင်ရှားပေးပါဗျာနော်။ကံတရားရဲ့ထောက်ပံ့မှုအပြည့်ဝရအောင်အပြည့်အောင်အဝါရောင်နှုတ်နဲ့အောင်အစိမ့်အောင်တို့ကိုအဓိကထားဝတ်ဆင်သုံးစွဲပေးရမယ်။တစ္ဆဝံရောင်စုံတက်ခွပန်းတပြေပန်းဒဇင်ပန်းတို့ကိုမိမိတို့ယုံကြည်ကိုယ်တော်ဖရာမှာဖရာပန်းကတာဖြစ်စေနေအိမ်ကနေမှာအလှပအောင်ထိုးတဲ့နေရာမှာပဲဖြစ်စေပြုလုပ်သုံးစွဲပေးပါ။အဲ့တော့စန္ဒီသားသမီးတွေတို့ကညနဲ့အညနဲ့ကင်းပြီးကောင်းတဲ့ကံတွေပို့ကောင်းအောင်ရေရာနေနဲ့ဘာလုပ်ကမလဲဆိုတော့ မြတ်စွာဘုရားရဲ့ရင်မှတ်ကိုရွှေသင်္ကန်းလေးကတ်လို့ပေးရမယ်ရွှေသင်္ကန်းဆယ်ပါးတိတိကတ်ပြအောင်ကတ်ပေးမယ်နော်ဒါဆိုရင်ကောင်းကျိုးချမ်းသာလေးဒီအေကံမုတ်ချရရှိတယ်မယ်ဖြစ်နိုင်တော့မှရွှေသလောင်းဘုရားကိုကတ်ပေးနိုင်ရင်ပိုကောင်းပါတယ်ဗျာနော်အကြောင်းအရာအညံ့နေကင်းအောင်တော့ဘယ်လိုပြောလဲငါလုံးကိုညံ့နေဆောင်လေးတစ်ခုမှလမ်းဘေးခွေးလေးတွေကိုပြစ်ကျွေးပြီးတော့အညံ့နေလေးပြအောင်တိုင်တယ်ဆူတောင်းပေးပါဒါဆိုတော့အညံ့နေအေကံမုတ်ချပြေပြောက်သွားပါလိမ့်မယ်စနေသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ဆရာဆုမွန်ကောင်းတောင်းပေးပါတယ်